ဒီနေ့ကတော့ကျွန်တော် channel မြင်နေတင်ကြပေးတယ် basic lumina တန်တန်ရဲ့ကိုရရောင်းနေလေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Microsoft Excel အသုံးပြုနေအပိုင်း၃ကိုဆက်လက်တင်ကြပေးသွားမှာပါအဲ့တော့ဒီဗီဒီယိုလေးမစခင်မှာကျွန်တော် channel ဒီမှာနေ့ပြင်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေ tutorial တွေကိုပုံမှန်ဒီမင်းရဖြစ်လို့ channel လေးကို subscribe လုပ်အပ်တယ် subscribe ပေးခဲ့လို့ရပါတယ်အဲ့တော့ကျွန်တော်သင်ခန်းစာလေးစလိုက်ကြအောင်ဟုတ်ပြီဒီသင်ခန်းစာမှာတော့ကျွန်တော် home desk ထဲကအခြေခံသီးသီးနဲ့အရာလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးဒီမှာ clipboard ထဲမှာဆိုရင် copy ရှိတယ် cut ရှိတယ်ကျွန်တော်ဒါလည်းပါလဲဆိုတော့ကျွန်တော် copy ကူးတာ paste လုပ်တာပါခင်ဗျာဒါလေးကိုဒါမျိုး select ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ cut ကတော့ကျွန်တော် control control h နဲ့တူပဲပေါ့နော်သူကတော့နေရာရွှေ့တာပါ copy ကတော့ copy ကူးတာပါ copy ကူးမယ်ပြီးလို့ရှိရင်ဒီမှာလာပြီးတော့ paste နဲ့လိုက်မယ်ဆိုရင်တော့ဒါ copy ကူးလိုက်တာပါပြီးလို့ရှိရင် cut cut ကတော့ကျွန်တော် copy ကူးပဲနဲ့နေရာရွှေ့တာပါဒီကလေးကိုနှိမ့်လိုက်မယ်ပြီးလို့ရှိရင်ကိုချတဲ့နေရာမှာ clear တစ်ချက်ထောက်မယ်ပြီးလို့ရှိရင် paste ချလိုက်မယ်ဆိုရင်ဒါဆိုရင်တော့နေရာရွှေ့သွားပါပြီဟုတ်အဲ့ဒါကျွန်တော် copy ကူတာ paste ချတာပေါ့နော်ကျွန်တော်ဒါလေးပြန်ဖြတ်လိုက်မယ် right click နှိပ်မယ် delete တွေကကျွန်တော် entire row လေးရတယ် entire column လေးရတယ်ခွင်းနှိပ်လိုက်မယ်ဟုတ်ပြီပြီးလို့ရှိရင်ဒီမှာ font font တက်ကတော့ကျွန်တော် Microsoft Word နဲ့အတူတူပါပဲသူကကျွန်တော်ရဲ့ define ထဲမှာကျွန်တော်ရိုက်ထားတဲ့စာရည်ရဲ့ font နေ font design နေ font size တွေကိုပြောင်းတာပါအဲ့တော့ ဒီမှာဆိုရင်ကျွန်တော်ဒီကျွန်တော်ရိုက်ထားတဲ့ form ပြောင်းနေတယ်ဆိုရင်ဒီမှာဒီရဲ့ form ပြရတောင်း equilibrium ချက်နေလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ collision နဲ့ form ကိုဆွဲချလို့ရပါတယ်မှာဆိုရင်ကိုယူလိုက်တဲ့ form ပုံမူတည်ပြီးတော့နောက်မှာလိုက်ပြောင်းနေမှာပါဟုတ်ပြီကျွန်တော်ဒီမှာ calibrate ထားလိုက်မယ်ပြီးလို့ရှိရင်ဒီမှာဘိုးဘိုးတင်လာတော့ကျွန်တော်စလုံးနည်းပို့ပြီးမြင်တာပါအောင်လို့ဒီ လုံးဆိုင်နေနေပို့ပြီးပို့တင်လိုက်တာပါဒါလို့ဆိုဒီမှာဆိုရင်ကျွန်တော်စလုံးလေးနဲ့ပို့မယ်ပါပြီးချင်း idle idle ကတော့ကျွန်တော်ရဲ့စလုံးအဆောင်လေးပါဒါနေနေမဆိုရင်ကျွန်တော်စလုံးအဆောင်လေးရပါပြီးချင်း underline underline တော့ကျွန်တော်ရဲ့ဒီစာကြောင်းလေးအောက်မှာ line တာပါဟုတ်ပြီဒါလို့ကျွန်တော်မလိုချင်ဆိုရင်ပြန်ဖြုတ်လိုက်မယ်ဟုတ်ပြီမဆိုရင် font color font color မှာဆိုရင်ကျွန်တော်တို့ရဲ့ပြိုက်ထားတဲ့စာတွေကိုကြိုက်တဲ့ color ပြောင်းလို့ရပါတယ် ကိုကျတဲ့ color ကို click ချက်ထောက်လိုက်ပါဒါဆိုတော့ပြောင်းသွားပြီလို့ရှိရင်ဒီမှာကျွန်တော်ရဲ့ background ပေါ့နော်ကျွန်တော် select ပေးထားတဲ့နောက်ကန် background ရဲ့ color ပြောင်းမယ်ဆိုရင်ဒီမှာ fade တဲ့ဝင်လိုက်ပါ fade color တွေကနေကိုကျတဲ့ color ကိုထားလို့ရပါတယ်ဒါတော့ကျွန်တော်ဒီ background ပြောင်းတာပါ copy တိုင်းမလို့ချင်းဆိုရင် no fade ကိုနှိပ်လိုက်မယ်ပါဆိုရင် font color မျိုးပြန်ပြောင်းလိုက်မယ်ပြီလို့ရှိရင်ဒီမှာဒါကတော့ကျွန်တော်ရဲ့ font မျိုး size ကြီးရတာပါတစ်စင်းချင်းပြီးပြန်သေးချင်တယ်ဆိုရင် ီဘေးကဒီ A down arrow လေးကိုနှိမ့်လိုက်ပါဒါဆိုရင်တော့ပြန်ပြီးရောပြီဒါတော့ကျွန်တော် form site တွေချဲ့တာပါနော်ပြည့်ရှင်ဒီမှာဒါတော့ကျွန်တော်ဟောပါတော့ပို့တာပါနော်ကျွန်တော်ရဲ့ဒီ excel ကွက်တွေကိုဒီ line တားလိုက်တာပါနော်ဒီတစ်ကွက်ချင်းစီကိုကျွန်တော်ဒါဘာလဲဆိုတော့ဒီမှာဒါလေးကိုတစ်ချက်နှိမ့်လိုက်မယ်ပြီးလို့ရှိရင် photon ပို့တာဆိုရင်ကျွန်တော်ရဲ့ဒီကျွန်တော် down ရင် slap ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီတည်းက photon ပို့တာဆိုရင်ကျွန်တော်ရဲ့အောက်မှာ line line တားအောင်ပါဘီ ါမျိုးပြောချင်တာပါအဲ့တော့ကျွန်တော်ဓာတ်ကြီးတစ်ခုလုံးဒီတကွက်ချင်းစီပေါင်ခွက်ချင်းနဲ့ဆိုရင်ဒီမှာဒီဘူတာလေးကအော်ဘူတာဆိုတာနှိမ့်လိုက်ပါဟုတ်ပြီဒါတော့ရင်ဆက်လက်မှတ်လိုက်မယ်ဆိုရှင်ဘူတာလေးကဒီမှာအော်ဘူတာဆိုတာရှိပါဒါလေးကိုချက်နှိမ့်လိုက်မယ်ဆိုရင်ဒါဆိုတော့ကျွန်တော်တို့ရဲ့ဒီဆက်လက်ပေးတာဟာရောကျွန်တော်သူကဒီပေါင်နေခတ်ပေးသွားမှာပါအဲ့တော့ဒါကျွန်တော်ဖောင်တက်ထဲရပါတော့ပြီးလို့ရှိရင် alignment l i n e map မှာလည်းကျွန်တော် wall လိုပဲဒီပါကျွန်တော်ရဲ့စာတွေကိုဒီနေရာချိန်ပေးတာပေါ့နော်ဒါဘယ်လိုလဲဆိုတော့ဒီမှာကျွန်တော်ဒီ product layer ရဲ့ဟာကိုတစ်ခုခု select ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစာကိုကျွန်တော်ရဲ့ဒီစာကိုအလဲမှာထားခြင်းနဲ့ဆိုရင်ဒီမှာဒါလေးကိုချက်ယူလိုက်မယ်ဒါဆိုရင်ကျွန်တော်ရဲ့စာတွေကဒီအလဲမှာရောက်သွားပြီပေါ့နော်ပြီးလို့ရှိရင်ညာဘက်တောင်ကတ်ခြင်း align right ကိုချက်နှိပ်လိုက်မယ်ဒီဘက်တောင်သွားခြင်းဒီဘက်က align left လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ရဲ့ စာတွေကြိုက်တဲ့နေရာမှာထားလို့ရပါပြီဖြစ်ရှင်ဒါကဘာလဲဆိုတော့ဒီ top align photo online ကဒီမှာဆိုရင်ကျွန်တော်ရဲ့ habitat ID column နေရာချိန်လိုက်မယ် habitat မျိုးနေရာချိန်လိုက်မယ်ပြီးလို့ရှင်ရောဒီတစ်ခုကိုဒီသူကစလုံးရဲ့ဒီပုံရင်းအောက်ကိုရောက်နေပေါ့နော်ဆဲခွက်ရဲ့အောက်တောင်ရောက်နေဒါကိုကျွန်တော်ကအလဲမှာထားခြင်းနဲ့ဆိုရင်ဒီမှာ meta line နေလေပါဒါဆိုရင်တော့ကျွန်တော်က ူရဲ့ဒီကော်လန်ရဲ့အလဲလေးကိုယောက်သွားပါပြီပြီးလို့ရှိရင်ဒီမှာဆိုရင်ဒီအပေါ်ကိုကတ်လိုက်တာပါဒီတစ်ခုက top align ကကျွန်တော်ရဲ့အကွက်ရဲ့အပေါ်ဆုံးပို့လိုက်တာ middle ကတော့ကျွန်တော်တို့မှာအလဲဒါတော့ off ပါနော်အလဲတက်ရောက်ထားခြင်းနဲ့ဆိုရင်ဒီမှာဒါနဲ့ဒီရဲ့ middle line နဲ့ဒီအောက်က center နဲ့ယူပြလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇယားကွက်ရဲ့ဒီအလဲတက်တဲ့ကိုရောက်သွားပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ alignment နေရာမှာပြီးလို့ရှိရင်ဒီမှာဒါတော့ကျွန်တော်စက်လုံးတွေကိုစောင်းလိုက်တာပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒါတွေကတော့ကျွန်တော်ကိုယ်ကြိုင်ချက်လို့ကိုယ်အဆင်ပြေလို့တော့မြူလေးရပါတယ်ဒီမှာဆိုရင် date ထည့်မယ် date ဒီပိုင်းထည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်ရဲ့စာတွေကိုကြိုက်သလိုထားလို့ရတယ်ဒါတော့ကျွန်တော်စာတွေကိုဒီ angle ချိန်တာပေါ့နော် မစင်းစလုံးစောင်းနေလုံးလို့ရတယ်ပြီးရင်ဘောအောက်ကြိုက်လို့ပြောင်းလို့ရတယ်ဘောနော်ဒီထက်ကနေဟုတ်ပြီအဲ့တော့ငုံစက်ပြန်ခေါ်လိုက်မယ်ပြီးရှင်ဒီမှာဒီ web test web test ကပါလဲဆိုတော့ကျွန်တော်တို့ဒီစာကြောင်းထဲမှာ okay တောင်းတာလေးကို ိုက်ပြင်ကျင်းလိုက်မယ်အပြင်ဒီ word tag ကပါလဲဆိုတော့ကျွန်တော်တို့ကဒီထက်မှာ anarchy ပေါ့နော် anarchy တော့မြေအော်ကြောင်းဆင်းပြီးရောရေးခြင်းနဲ့ဆိုရင် w3 လဲဆိုတော့ဒါလေးကိုတစ်ပတ်ကလေးနှိမ့်လိုက်မယ် ဟုတ်ပြီအောင်ဒါလေးကိုဆက်လက်မှတ်လိုက်မယ် web test value နဲ့လိုက်မယ်ဆိုရင်သူကဒီအပေါ်ကနေအောက်ပေါ်တော့ဒီဘက်ကိုဆက်မသွားတော့ဘယ်နဲ့ကျွန်တော်အောက်တစ်ချောင်းဆင်းပေးပါမယ်ပုံမှန်ဆိုရင်ကျွန်တော် enter key နှိပ်မယ်ဆိုရင်သူကဒီ sequence နောက်တစ်ခွက်ကိုရွှေ့သွားမှာပါအဲ့တော့ဒါကတော့ကျွန်တော်ဒီ bound twin မှာနောက်တစ်ချောင်းဆင်းတဲ့နေလေးပေါ့နော်ပြီးလို့ရှိရင်ဒီမှာ margin and match and center margin center ဘယ်လိုလဲဆိုတော့ဒီမှာမြင်ရတယ်လို့ ဒီမှာ insert ခုခေါ်လိုက်မယ် right click ထောက်မယ်ပြီးလို့ရှိရင်ဒီမှာ insert ဆိုတာလေးနှိပ်လိုက်မယ်ပြီးရှင်ဒီပုံမှာဟုတ်ပြီကျွန်တော်ဒါမျိုးရေးလိုက်ပြီဆိုရင် ဒါလေးကိုကျွန်တော် select ချက်ပေးလိုက်မယ်ဒီ line ကိုပြီးလို့ရှိရင်ဒီမှာ match and center ကိုနှိပ်လိုက်မယ်ဆိုရင်ဟိုရဒါလို select ချက်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီ၃ခုစာအတွက်ကျွန်တော် match and center ကိုနှိပ်လိုက်မယ်ဆိုရင်ဒီကဒီမှာ pair ဘောင်တွေဖြောက်ပြီးတော့ကျွန်တော်ရဲ့စာကိုအလဲလေးထဲမှာထည့်ပေးလိုက်တာပါဒါတော့ match and center သုံးမျိုးနေလေးပါဟုတ်ပြီအဲ့ဒါဆိုရင်ဒါလေး select ပေးလိုက်မယ်ပြီးရင်ဒီမှာ match and center ဒါဆိုရင်တော့ကျွန်တော်ရဲ့ salon ကို letter တွေပို့ပြပါပြီ။ဟုတ်ပြီနောက်တစ်ခုကဒီမှာ number number နဲ့ဘာပဲပါလဲဆိုတော့ဒီမှာကျွန်မရဲ့ဒီစာတွေကိုဒေါ်လာဆိုင်နေထည့်လို့ရတယ်။ဒီမှာဆိုရင်ကျွန်တော်ဒါလေးတစ်ချက်နိုင်လိမ့်မယ်ဆိုရင်ကျွန်တော်ဒါကို select တစ်ချက်ပေးလိုက်မယ်။ဒါရှင်သူရဲ့စိတ်မှာကျွန်တော်ကဒီဒေါ်လာဆိုင်နဲ့ပြကျင်တဲ့ကျွန်တော်ဟိုပမာဏကိုဒါမှမဟုတ်ယူရိုနဲ့ပြကျင်တဲ့ဆိုရင်ဒီအောက်မှာ ိုကြိုက်တဲ့ sign ကိုရွေးပြီးတော့ထည့်လိုက်ရပါတယ်။ဒါမှမဟုတ် move account format ထဲမှာလည်းကိုကြိုက်လို့တုံးလို့ရပါတယ်။ဒီမှာဆိုရင်ဒေါ်လာနဲ့ပြမလား။ဒါမှမဟုတ် euro နဲ့ပြချင်တာလားပြီးရင် Chinese PRC နဲ့ပြမလားပေါ့။ဟိုဒါတော့ကျွန်တော်တို့ကြိုက်သလိုတော်မြတယ်ပဲ။ဒီမှာဆိုကျွန်တော်ဒေါ်လာ sign နဲ့ပြလိုက်မယ်။ပြီးလို့ရှိရင်ဒီမှာ percent percent ကတော့ကျွန်တော်တို့ဒီမှာ percent နဲ့ထည့်တာပါနော်။ဒီတော့မတော်ချင်းပြန်ဖြောင်းလိုက်မယ်။ control set ပြင်ဒီမှာဒီမှာဆိုရင်ကျွန်တော်ရဲ့စလုံးညောင်းဝါဒသမနှလုံးခံနေပါတော့အဲဒီဒသမနှောက်ကတုံညာတုံညာတွေဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဒါလေးကိုလိုက်ပြလိုက်ပါမဆိုရင်ဒါကို select တစ်ခု select ရွေးပြီးတော့ဒီမှာကပီတာစနောရပါပြီအဲ့တော့ဒါကကျွန်တော်နံပါတ်ရဲ့ဘာလို့ဖြစ်လို့ရှိရင် style ဒီကကျွန်တော် home တက်ထဲမှာ style မျိုးဘယ်လိုပြောရလဲဆိုတော့ဒီမှာဆိုရင်ဒါလေးကို click select တစ်ချက်ပေးလိုက်မယ်ပြီးလို့ရှိရင် master style ဆိုရလေးနဲ့လိုက်မယ် sales style နဲ့မှာကိုကြိုက်တဲ့ဒီမှာပုံစံတိုင်းထားလို့ရပါတယ်ကိုကြိုက်တဲ့အယောင်ပြောင်းလို့ရတယ် messenger ID အယောင်လေးပြောင်းလိုက်မယ်ပြီး click ချက်နေလိုက်မယ်ဟောပြီးပြီးလို့ရှိရင်ဒီမှာပေးရ format st ပဲဆိုလို့ရှိရင်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီကနေ select တစ်ချက်ပေးလိုက်မယ်ပြီးလို့ရှိရင် format st ပဲအဲ့ဒီမှာကိုကြိုက်တဲ့ table format တိုင်းထားလို့ရပါတယ်ဒီမှာဆိုရင် ကျွန်တော်ဘယ်လိုပုံစံကြိုက်လဲဒီပုံစံလိုချင်နေစဉ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် okay နှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်တေးပဲတက်မှတ်လိုက်တာပေါ့နော်ကျွန်တော်ရဲ့ဒီ file ကိုရှင်းရှင်းလင်းလင်းလေးဖြစ်အောင်ကြည့်လို့ကောင်းလို့လိုက်တာပါအဲ့တော့ကျွန်တော်ဒါကိုဟောပြီးကျွန်တော်ဒီ format table ကဒီမှာဒီအပေါ်ကဒီ match and center လောက်တဲ့ဟာနဲ့ဆိုတုံးလို့မရပါဘူးဒီမှာဆိုကျွန်တော်ဘာမှအယူလို့ရမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ အပေါ်ဆုံးဒလိုင်းက match and center လောက်ထားလို့ပါအဲ့တော့ကျွန်တော်ဒီ table တတ်မှတ်ချင်တယ်ဆိုရင်ဒီ match center လောက်ထားဟာမပါဘဲနဲ့အောက်ကျောင်းနေစပြီးတော့ select ပြီးမဲ့ပြီးလို့ရှိရင် format table တွေကကိုကြိုက်တဲ့ table အရောင်းတတ်မှတ်လို့ရပါတယ်ဟုတ်ပြီကျွန်တော်ဒီ match and center လောက်ထားတဲ့ဟာကတော့ဒီ sales style နေနေတည်တန်းတတ်မှတ်ပါ sales style နေနေတည်တန်းတတ်မှတ်မှာပါ ဒီမှာဆိုရင်ဒါလေးနှိပ်မယ်ပြီးလို့ရှိရင်ကိုကြိုက်တဲ့ color ကိုထားလို့ရတယ်ပြီးဒီမှာဆိုလည်း add မှုလုပ်လို့ရတယ်ပြီးရင်ဒီမှာသူရဲ့ကိုကြိုက်တဲ့ style ကိုသတ်မှတ်လို့ရပါတယ်အဲ့ကျွန်တော်အရာလေးနဲ့သတ်မှတ်လိုက်မယ်ဟုတ်ပြီဒါကကျွန်တော် style နဲ့ရဒီ size style နဲ့ format တွေပဲလိုတဲ့နည်းလေးပေါ့နော်ကျောင်းမှာဒါကို select ပေးလိုက်ပြီဆိုတော့ねဒီမှာဆိုရင်ဒီ design တက်တယ်ဝင်သွားပါတယ် design တက်ထဲမှာလည်းကျွန်တော်ဒီမှာကိုကြိုက်တဲ့ table format တွေထားလို့ရပါတယ်။ဟုတ်ပြီကျွန်တော်ဟိုနေပြန်သွားမယ်။ဒီ editing ထဲမှာလည်းကျွန်တော် Microsoft Word လိုမျိုးပဲဒီမှာဆိုရင်ဒီကျွန်တော် file ထဲမှာရှင်းရတယ်ရှင်းရတဲ့ဟာပါမယ်ဒီမှာ file မှာဆိုရင်ကျွန်တော်ဒီမှာ laptop ဆိုတဲ့ဟာကိုရှင်းပြလိုက်မယ်ဆိုရင် မှာဆိုရင်သူရဲ့ဒီ laptop ရေးထားတဲ့နေရာလေးကိုပြပါတယ်ဒီမှာဆိုရင်ရှိဘုတ်ကွမ်းရဲ့ဒီမှာအပေါ်ဘုတ်ကွမ်းရဲ့ရှိဘွမ်းမှာရှိတဲ့ဒီမှာ B4 ပေါ့နော် BS4 လို့ပြပါတယ်ဒီမှာဆိုရင် B4 ဒီ B ရဲ့4နေရာမှာရှိတယ်လို့ပြထားပါတယ်အဲဒါဒီမှာဆိုရင်နောက်တစ်ခုထပ်ရှာမယ်ဆိုရင်မကျွန်တော်မောက်ဆရာကြည့်လိုက်မယ်ပြီးရင် find out နဲ့လည်းမယ်ဒီမှာဆိုရင် mouse ကသူရှိရဲ့နေရာလေးကိုပြတာပါတယ်ကျွန်တော်တို့အပြင်နောက်ကဒီဇာရွက်ကြီးပါနေလို့ style တတ်မှတ်ထားလို့မသိတာတာပါဒီမှာဆိုရင်သူကဒီ line စိမ်းအောင်လေးနဲ့ကျွန်တော်ရှာတာဟာပြထားပါတယ်ဒါကတော့ကျွန်တော် file ပါနော်ကုလူချင်းတဲ့ data တွေကိုစစ်ထုတ်တာပါပြီးရင်ဒီမှာ close နဲ့လိုက်မယ် solution ဒီမှာ replace ကလည်းကျွန်တော်တို့ Microsoft Word နဲ့တူတူပါပဲဒီမှာဆိုရင်ပေါ်ကကို စားထုတ်ခြင်းနဲ့စလုံးအထဲမှာပြလို့ရှင်သူ့နေရာမှာဝင်မဲ့ဟာကိုထဲမှာကျွန်တော် mouse နေရာမှာ keyboard 1ဆိုပြီးထည့်လိုက်မယ်ပြလို့ရှင် replace ဆိုလေးနှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ mouse နေရာမှာဒီ keyboard 1ဆိုပြီးစားထုတ်ပါပါဘယ်အဲ့တော့ဒီလိုလေးပြန်ပိတ်လိုက်မယ် control set ပြန်ခေါ်လိုက်မယ်ဒါပြလို့ရှင်ဒီမှာ auto sum auto sum ကဘာလဲဆိုတော့ကျွန်တော်ရဲ့ဒီ စာတွေအော်တိုပေါင်းမိရပါတော့ဥပမာဆိုရင်ကျွန်တော်တို့ကဒီမှာတူတဲတူတဲနေရာမှာကျွန်တော်တို့ဒီအားလုံးရဲ့စုပေါင်းထည့်ခြင်းနဲ့ဆိုရင်ဟာဒါကိုဆက်လက်ပြီးမယ်ပြီးရင် auto sum ဆိုရကလေးနှိပ်လိုက်မယ်ဒါဆိုရင်တော့ဒီအောက်မှာကျွန်တော်ရဲ့ဒီစုစုပေါင်းရလက်ကိုပေါ့နော် calculator မလိုဘဲနဲ့ကျွန်တော်စိတ်ထဲကနေလည်းတက်စရာမလိုဘူးသူ့မှာပါတဲ့ဒီ auto sum formula လေးကိုတွန်းလိုက်တာပါ မဆန်တော့ကျွန်တော်တို့ဒီအပေါ်အားရစုစုပေါင်းထားရလက်ကိုအောက်မှာဖော်ပြထားပါတယ်ဟုတ်ပြီခုကျွန်တော်ဒေတာရစစ်ထုတ်တဲ့ကြောင့်လည်းတစ်ချက်ပြပြပေးမယ်ဒါကဘာလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့မှာနံပါတ်တဲကဒီနံပါတ်ရဲ့ပေးမှာအောက် down arrow clip ပါနေမှာဒါလေးကိုချက်နှိပ်လိုက်မှာဆိုရင်ဒီမှာဆိုရင်ကိုဦးဖြောက်ထားခြင်းနဲ့ဒီတော့ဖြောက်ထားလို့ရပါတယ်ဥပမာဆိုရင်ကျွန်တော်နံပါတ်300ကို ဖြောက်ထားခြင်းလဲဆိုရင်ဒီအမှန်ချက်လေးကိုဖြောက်လိုက်ပါပြီးလို့ရှိရင် open နဲ့လိုက်မယ်။ဒါဆိုရင်ဒီမှာ1 2 4ဖြစ်သွားပြီ။နံပါတ်3နေရာမှာရိုက်ထားဒီဒါမရှိတော့ပါဘူး။ဒီမှာစမ်းလိုက်လို့ပဲကျွန်တော်ဒီမှာဒီ laptop အတွက်နော် laptop ကိုဖြောက်ထားခြင်းလဲဆိုရင်ဒီမှာ laptop ဆိုရဲအမှန်ချက်လေးကိုပိတ်ထားလိုက်ပါဒါဆိုရင်တော့ကျွန်တော် laptop ပုံမှန်မဟုတ်တော့ပါဘူး။ဒါဆိုရင် laptop နဲ့ပတ်သက်တဲ့ဒီနံပါတ်လည်းမပေါ်တော့ဘူး။သူရဲ့ price ဈေးလည်းမပေါ်တော့ပါဘူး။ဒါဆိုရင်ကျွန်တော်ဒါကိုပြန်ဖော်ခြင်းလဲဆိုရင်ဒီမှာ လက်တော်လေးကိုပြန်ပြီးအမှန်ကြီးလေးချစ်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာလည်းဒါလေးကိုအမှန်ပြီးရင် okay နဲ့မှာဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ data တွေကပြန်ပေါ်လာပါပြီဟုတ်ပြီဒါတော့ကျွန်တော်တို့ home တက်ထဲမှာရှိတဲ့ဒီအခြေခံစီးစင်းတည်ထက်တဲ့အကြောင်းအရာလေးရပါဟုတ်ကဲ့ဒီနေ့သင်ခန်းစာလေးကဒီလောက်ပါပဲကျွန်တော်မရှင်းတာနားမလည်ရရှိလို့ရှိရင်ကျွန်တော် comment section မှာ make လို့ရပါတယ်ကျွန်တော်ပြန်ပြပေးပါမယ်အဲ့တော့ကျွန်တော်နောက်သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ် ဒီဗီဒီယိုလေးကသင်တော့ကြိုရှည်ဆိုရင် like လေးပေးခဲ့လို့ရပါတယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်ကြည့်ကြပါမယ်အားလုံးပဲ like ပေးရှင်နဲ့နေဖြစ်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်